ဒီဗီဒီယိုမှာတော့ Google Meeting ကိုဘယ်လို join ရမလဲဆိုတာကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ် Google Meeting ကိုကိုယ့်ရဲ့ meeting ဥဆောင်တဲ့သူက link ပို့ထားတဲ့အခါကျလို့ရှိရင်အဲ့ meeting ကိုဘယ်လို join မလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာရှိရမလဲဆိုတော့ browser တစ်ခုခုရှိရပါမယ် Chrome browser ရှိရင်တော့ပိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့ကဒီလိုမျိုး Chrome browser လေးရှိရင်တော့အဆင်ပြေပါတယ်ဒါလေးကိုမရှိဘူးဆိုလို့ရှိရင်တော့ Play Store ကနေပြီးတော့ install လုပ်ထားလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ Chrome browser ရှိလို့ရှိရင်ဘာလို့ရမလဲဆိုတော့အရင်ဆုံး meeting ပို့ပေးတဲ့ link ကိုသွားလိုက်ပါမယ်ကျွန်တော်တို့ group ကနေပြီးတော့ meeting link ပို့ပေးရတယ် ဒီလိုမျိုးလေးပေါ်ပါလိမ့်မယ် meet google docs ဆိုပြီး link လေးပေါ်လိမ့်မယ်အဲ့ဒါလေးကိုကျွန်တော်တို့ကနှိပ်ပေးရနှိပ်ပေးရမှာဖြစ်ပါတယ် link လေးကိုနှိပ်ပေးရင်တော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ gmail တွေအားလုံးပေါ်လာပါလိမ့်မယ်အထက်ကနေပြီးတော့ကိုတင်နှံ့ကို join မဲ့ gmail ကိုရွေးလိုက်ပါပြီးပြီးရင်တော့ကျွန်တော်တို့သင်တန်း join လို့ရပါပြီ။ဒါပေမဲ့ကျွန်တော်ဗီဒီယိုကတော့ဖွင့်လဲရတယ်ပိတ်လဲရပါတယ်။ဒါပေမဲ့အတန်လေးကိုတော့ပိတ်ပြီးထားပါခင်ဗျာ။ကျွန်တော်အများနဲ့တင်ရတာဖြစ်တဲ့အတွက် မေးတဲ့မေးတဲ့ session ကိုတော့ကျွန်တော်တင်နှံ့ပြီးလို့ရှိရင်အားလုံးကိုတယောက်ချင်းပြန်မေးခိုင်းမှာဖြစ်ပါတယ်။တင်နှံ့ကာလမှာတော့အတန်လေးကိုတစ်ချက်လောက်ပိတ်ပေးထားဖို့တောင်းဆိုချင်ပါတယ်။ပြီးရင်တော့ကျွန်တော်တို့ဒီအောက်က x to join ကိုနှိပ်ပြီးတော့တင်နှံ့ကိုဝင်လို့ရပါပြီ။နှိပ်ပြီးပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးပေါ်နေပြီဆိုလို့ရှိရင်ရပါပြီ။ခဏလေးဆောင်ပေးပါကျွန်တော်လက်ခံပေးပါမယ်။ကုတ်နဲ့ဝင်လာထပ်စားလို့ရှိရင်ဒီ link နဲ့ဝင်လာပို့ပြီးရလွယ်ကူပါတယ်ကွန်ပျူတာနဲ့ဝင်မဲ့သူတွေကလည်းကျွန်တော်ပို့ပေးတဲ့ link ကို copy ကူးပြီးတော့ browser တစ်ခုဖွင့်ပြီးတော့ paste ထားပြီးတော့ဝင်လိုက်ရရပါပြီဘာမှအများကြီးမလုပ်ပါဘူးခင်ဗျာ အားလုံးအဆင်ပြေကြပါစေ Google Meet application သုံးပြီးဝင်နေတဲ့သူတွေကတော့ကုတ်နဲ့ဝင်လို့ရပါတယ်အဲ့ဒါကိုကျွန်တော်အရှိတ်ဗီဒီယိုလေးမှာတင်ပြထားတာရှိပါတယ်သွားပြီးကြည့်လို့ရပါတယ်ခင်ဗျာ